ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာနည်းနည်းကင်းလေးဖြစ်ကြပါစေအဲ့တော့ကျွန်တော်နေ့စဉ်နေ့စဉ်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းတွေပြောသွားတာပေါ့နော်တော်တော်များများလဲမှတ်မိကြပါပါနော်အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့သူတွေအတွက်ကိုရည်စိုးပြီးတော့ကျွန်တော်ကအဓိကထားပြီးဝေမျှပေးနေတာဖြစ်ပါတယ် ဲ့တော့ဒီမှာအခုဘာပြောချင်တာလဲဆိုတော့လင်္ကာလေးတစ်ခုကိုကျွန်တော်ဝေးမြပေးမှာဖြစ်ပါတယ်တော်တော်များများကအဖွဲ့စည်းပုံကိုမှတ်ကြတာခက်နေကြတယ်နော်အဲ့တော့မှတ်လို့လွယ်အောင်လို့လင်္ကာလေးဗျလင်္ကာလေးရဲ့အမည်ကနိုင်ငံတော်အခြေခံမူများနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အခြေခံမူများအောက်မှာနိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာအလွယ်မှတ်နိုင်စေဖို့လင်္ကာလေးပြောပြပေးမှာဖြစ်ပါတယ်နိုင်ငံတော်အလွယ်မှတ်နည်း လင်ကအချုပ်အချာပိုင်းလွတ်လပ်နိုင်တိုင်းရင်းသားဆုံးပေါင်းဆက်နိုင်နိုင်သားထံမှဆင်းသက်တော့ပြည်နိုင်တော်ဟုခေါ်တာပေါ့မြေရီလေရုပါဝင်သောနယ်နမိတ်တီတာကပုံမှငားမှာဗျအဲ့တော့အချုပ်အချာပိုင်းလွတ်လပ်နိုင်ဖွဲ့စည်းဖို့အခြေခံဥပဒေရဲ့ပုံမှတက်မှာနိုင်ငံတော်မြန်မာနိုင်ငံဒီတဲ့အချုပ်အချာအာဏာပိုင်းလွတ်လပ်သည့်နိုင်ငံဖြစ်သည်တဲ့ဒါကြောင့်မို့ကျွန်တော်က အချုပ်အခြာပိုင်းလွတ်လပ်နိုင်လို့ပြောပေးတာတွေဗျနောက်တစ်ခါပုံမှန်နှင့်ပါကြတော့နိုင်ငံတော်ကိုပြည်တော်စုတမရမြန်မာနိုင်ငံတော်ကိုခေါ်တင်ရမည်တဲ့နော်ပြည်နိုင်တော်ကိုခေါ်တာပေါ့ပြည်နိုင်တော်ကိုခေါ်တာပေါ့နိုင်ငံတော်ဒီတိုင်းသားပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်တဲ့တိုင်းရင်းသားစုံပေါင်းဆက်နိုင်တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်တိုင်းရင်းသားစုံ ပေါင်းဆက်နိုင် နိုင်သားထံမှဆင်သက်တော့ဆိုတာကနိုင်ငံတော်၏အချုပ်ချာအာဏာသည် နိုင်ငံသားများထံမှဆင်သက်ပြီး နိုင်ငံတော်အုံးလုံး၌တည်သည်တဲ့နော်ဒါကပုံမှ1 2 3 4ကိုအလွယ်မှတ်ပေးထားတဲ့လင်္ကာလေးပုံမှ9ကြတော့ညီရည်လေးတို့ပါဝင်တော့နေနေမိတ်တည်တာကပုံမှ9ပါဗျဆိုပြီးလင်္ကာလေးရေးပေးထားတယ်ဗျအဲ့တော့နိုင်ငံတော်၏မြေတုရေတုနဲ့ လေရုတို့ပါဝင်သောနေနမိတ်သည်တဲ့။ဤဖွဲ့စည်းပုံအခြေခံဥပဒေအတီဖြစ်သည့်နေ့တွင်တည်ရှိသည့်အတိုင်းဖြစ်သည်တဲ့ဆိုပြီးပြောပြထားတယ်ဗျ။အဲ့တော့လင်္ကာလေးရဲ့ရှေ့ရှေ့လေးပါအချုပ်အခြာအာဏာပိုင်သည့်နိုင်ငံဖြစ်တယ်။တိုင်းရင်းသားဆုံးစုပေါင်းမိနေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်။အဲ့ဒီနိုင်ငံမှာရှိတဲ့အချုပ်အခြာအာဏာကနိုင်ငံသားတွေထံမှဆင်းသက်ပြီးတော့နိုင်ငံတော်တော်လုံးနဲ့တည်တဲ့အတွက်ကြောင့်ပြည်တော်စု တမရမြန်မာနိုင်ငံတော်ဟုခေါ်တွေ့ရမည်ဆိုပြီးတော့ရေးထားတာဗျเนาะအဲပုံမှန်တိုင်းဆိုတော့အစီအစဉ်မကြဘူးเนาะပုံမှန်တိုင်းဆိုပုံမှန်တိုင်းဆိုတော့အစီအစဉ်ကြတယ်ကျွန်တော်လင်္ကာတိုင်းဆိုတော့အစီအစဉ်မကြဘူးဒါပေမဲ့လင်္ကာကတော့အစီအစဉ်ကြလေးရေးပြီးတာအချို့ကြအာနာပိုင်းတဲ့နိုင်ငံဖြစ်တယ်တိုင်းသားတွေစုပေါင်းပြီးနေတဲ့နိုင်ငံဖြစ်တယ်အဲ့တိုင်းသားတွေစစ်တပ်တဲ့အချို့ကြအာနာကเนาะနိုင်ငံတော်ဟာဒီရက်အတွက်ကြောင့်ပြည်အောင်စုတံပြန်မြန်မာနိုင်ငံခေါ်တွေ့ရမည် ဒါလူမှုရေးရှုတော့ကြည့်ရေကျွန်တော်ကအလွယ်လေးအစီအစဉ်လေးရေးတတ်တာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်တစ်နှစ်သုံးလေးမှာကြာတော့နော်တမျိုးသွားတယ်မြန်မာနိုင်ငံသည်အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံဖြစ်သည့်ပုံမှန်တစ်ပုံမှန်နှစ်မှာနိုင်ငံတော်ကိုပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ကိုခေါ်တည်ရမည်ပုံမှန်သုံးမှာနိုင်ငံတော်သည်တိုင်းသားများတိုင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည် ပုံမှန်လေးမှာကြာတော့နိုင်ငံတော်၏အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင့်သက်ပြီး နိုင်ငံတော်တဝန်းလုံး၌တည်သည်ဆိုပြီးတော့ရေးပြီးသားတာဗျပုံမှန်၅ကြတော့ကျွန်တော်ကနိုင်ငံတော်ဤမြေဓုရေဓုလေဓုတို့ပါဝင်သောနည်းနည်းမိတ်သည်ဤဖွဲ့စည်းပုံအခြေခံဥပဒေအတိဖြစ်သည့်နေ့တည်ရှိသည့်အတိုင်းဖြစ်သည်တဲ့အဲ့ဒါကိုကျွန်တော်ကမြေရေလေဓုပါဝင်သောနည်းနည်းမိတ်တည်တာကပုံမှန်၅ဗျဒီလိုလေးကျွန်တော်ကရေးပြီးသားတယ်ဗျကဲဒီလောက်ဆိုလို့ရှိရင်တော့အားလုံးပဲနားလည်မယ်ထင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့အလွယ်မှန်ဤလင်္ကာလေးတွေကို ကျွန်တော်ရေးပြီးတိုင်းရေးပြီးတိုင်းမှာကျွန်တော်ပြောတိုင်းပြောတိုင်းမှာမှတ်ထားကြဖို့မြစ်တာရက်ခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မဟာပမာချိန်ကျော်လေးဖြစ်ပါတယ်